အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲနေကောင်းကြပါကြပါစေဒီတစ်ခါဗီဒီယိုထဲမှာတော့အခုလောလောဆယ်ပွန်တော့ကျွန်တော်ဒီအချင်းနေငံကိုရောက်နေတာပဲဖြစ်ပါတယ်အဲ့ခါကျတော့ဒီအချင်းနေငံကိုလာတဲ့အခါကျရင်ဗီဇာကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးသူ့ရဲ့ process ကဘယ်လိုမျိုးရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီဗီဒီယိုထဲမှာဝေမျှပေးတော့မှဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ကဒီ UAE အာ United Arab Emirates မှာအလလုံးနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်က အာ Emirate ID ရှိရပေါ့နော်အဲ့ခါကျတော့ Emirate ID ရှိတဲ့အတွက်ကြောင့်မလို့ဒီ Egypt ကိုလာတဲ့အခါကျတော့ ကျွန်တော်ကအာဗီဇာကို online ပေါ်နေပြီးမှအရင်ရှောက်ရတာမဟုတ်ပဲနဲ့ဗီဇာ on arrival နဲ့အဲသူတို့လက်ခံတာပေါ့နော်အခါကျတော့ဒီ agent မလာခင်ကိုယ့်စီမှာဗာ document တွေရှိရမလဲဆိုတော့ emray id ရှိရမယ်အဲအကြောဒီ UAE မှာလုပ်နေတဲ့သူတွေပေါ့နော်အထူးသဖြင့်ပြောချင်တာက emray id ကိုအသုံးပြုပြီးတော့မှတကယ်လို့ညာဒီ agent ကိုလာလေခြင်းတော့လာလေပါလို့ကျွန်တော်ဖယ်နေပြီးတော့မှအကြံပေးချင်ပါတယ်ဒါပေမဲ့ visa on arrival ရဖို့အတွက်ကိုယ့်ဖက် က်ကပါ document တွေပြည့်စုံဖို့လိုအပ်လဲဆိုတော့ပထမအဆုံးအနေနဲ့ကိုယ့်ရဲ့ emery id ကအနည်းဆုံးတက်တန်း6လရှိရမှာပေါ့နော်တကယ်လို့များ6လကွက်တိဒါမှမဟုတ်9လနဲ့29ရက်တော့30တော့အမျိုးဟိုနဲ့တက်တန်းရှိကြံနေသေးရဆိုရင်တော့လုံးဝလုံးဝကို apple နေပြီးတော့မှလက်မခံပါဘူးအဲ့ဒါကြောင့်မလို့ဒီ edit ကိုမလာခင်ကိုယ့်ရဲ့ id ကပဲအချိန် expire တက်တန်းကုန်မလဲဆိုတော့အရင်စကြည့်ပါလို့ကျွန်တော်ဖက်နေပြီးတော့မှအကြံ ်ပြုချင်ပါတယ်။အဲ့ဒါပထမ document ပေါ့နော်။ဒုတိယ document ကဘာလဲဆိုတာကျတော့ passport ပေါ့နော် everywhere we need it ပေါ့နော်ဗီနီယာပဲတတော် passport ကလိုကိုလိုတာပေါ့နော်အခါကျတော့ကိုယ့်ရဲ့ passport ကိုလည်းတစ်ချက်ပြန်စစ်ကြည့်ပါကိုယ့်ရဲ့ passport ကအနည်းဆုံး6လကြာသေးလားမကြာသေးဘူးလားဆိုတော့ ထပ်ပြီးပြန်ပြီးမှစစ်ကြည့်ပါလို့ကျွန်တော်ဖန်နေပြီးမှအတန်ပြုတ်ချင်ပါတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုဖန် document ကဘာပြည့်စုံဖို့လဲလဲဆိုတာကျွန်တော်ရဲ့ emirate id ရဲ့ passport ရဲ့ဒီနှစ်ခုရှိပြီဆိုရင်တော့ visa on arrival နဲ့ဒီအချင်းမှရတာပေါ့နော်ဒါပေမဲ့ visa on arrival အဲရနိုင်အချေရှိပြီမဲ့လေအဲဒီအချင်း ကိုလာတဲ့ဘောနော airport ကိုရောက်တဲ့အခါကျရင် immigration ဖြတ်တဲ့အခါမှာတော့ဒီ immigration officer ကအာကိုရဲ့ passport ကိုမြင်ပြီးနောက်ခါကျတော့နည်းနည်းတော့ဘောနော်အချိန်ဆွဲတတ်တယ်ဘောနော်ဘယ်လိုမျိုးပုံစံလဲဆိုတော့ကျွန်တော်တွေ့ကြုံပြောမယ်ဆိုရင်တော့ဒီနေ့မနေ့ပေါ့နော်ကျွန်တော်ဒီ EJ လေးစိတ်ကိုရောက်ပြီးတော့ immigration ဖြတ်တဲ့အခါကျရင်ဟိုဒီ passport တော့ emirate id တော့တခါတည်းကြားညက်ပြီးမှကျွန်တော်ပေးပေါ့နော် immigration officer ကိုအဲ့တော့သူတို့ကကြည့်ရဲ့ ကျွန်တော်ရဲ့ passport ကိုသူလမ်းကြည့်တယ်။ခီးသွားထားတာရှိလားမရှိလားဆိုတော့မေးတယ်။ကျွန်တော်ဗာမင်းလေးစကားကျတော့ e speak english ပေါ့နော်။အယူနယ်မီခါကျတော့ arabic အတန်နဲ့မီခါကျတော့ Yes I do. Why not? အမ်မြန်မာပြည်ရောက်ခါကျတော့ဒီ Egypt ကိုဘယ်နည်းရလာလဲမှာလဲပြီးရ return ticket ကဘယ်ချိန်နဲ့ return ticket ရောပါလားဆိုပြီးမှကျွန်တော်ကိုမေးပါတယ်ပြီးမှသူကအာဟန်လောက်ပြီးမှလေးဖုန်းဆက်ကြည့်တယ်ဒီလားကိုကိုရှိန်အောင်ပေါ့နော်အဲ့ဒါသူဖုန်းဆက်ကြည့်ပါ냐ပေါ့အာကျွန်တော်ဆုံးခါကျတော့ကိုရဲ့အာကျွန်တော်ရဲ့အာ passport မှာ visa stamp လေးနောက်ဆုံးတော့သူကပ်ပြလိုက်တာပေါ့နော်အဲ့ဒါ သူကနည်းနည်းစိတ်လုံရှာပေါ့နော်မဖြစ်တော့ဖုန်းခေါ်ပဲအကိုကိုပေါ့နော်ရုံခိုင်းနေတော့သွားရမလားဆိုပြီးမှအညစိတ်လုံရှာစေအောင်သူသူလောက်နိုင်ခဲ့တယ်လို့ပြောအောင်ပေါ့နော်အဲပြီးရမှလေဒီ visa on arrival ကဘယ်လောက်ပေးရမလဲဆိုတာကျော်25ဒေါ်လာပေးရပါတယ်ဒီအကြည့်ကို visa on arrival ပေါ့နော်အဲ့ဒီ airport က immigration မဖြတ်ခင်သူရဲ့မျက်နှာချင်းစိတ်မှာဆိုရင် visa ဆိုပြီးမှသူတို့သူတို့ sign form လေးကတ်ထားပေါ့နော်အဲ့နားမှာသွားပြီး ော့မှဒီ stand လေးကိုတွားဝေရမှာဖြစ်ပါတယ်25ဒေါ်လာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီ counter ကတယောက်ကိုကျွန်တော်က25ဒေါ်လာပေးပြီးတော့မှသူကကျွန်တော်ကိုဒီ stand နဲ့ပြန်ပေးပေးတယ်ပြီးကျွန်တော်ရဲ့ပိတ်ဆက်25ဒေါ်လာကိုလည်းပြန်ပေးတယ်အဲ့ဆိုကျွန်တော်တွေ့ပြီးတော့ what i have no idea သူပြန်ပေးတယ်ဆိုတာကြောက်ရဲကျွန်တော်ကလည်းပြန်ယူလာခဲ့ပေါ့နော်25ဒေါ်လာအခါကျတော့အဲ့ဒီအဲ့ဒီ visa ကို25ဒေါ်လာမှာပေးလာခဲ့ရပဲနဲ့သူက ဒီဟာလေးရခဲ့ပေါ့နော်ဒါအမတ်တရားအမတ်တရားပေါ့နော်အာကျွန်တော်ဒါကျွန်တော်ရဲ့ဒီအကြီးကလာတဲ့ လာလေတဲ့အချင်းကျွန်တော်ကြုံတွေ့နေရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးမှကျွန်တော် sharing လုပ်တာပဲဖြစ်ပါတယ်။အားလုံးပဲအစနေဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့ညာမေးချင်းစရာတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုကျွန်တော်ရဲ့ chat box မှာကျွန်တော်ရဲ့ messenger နားမှာဒါမှမဟုတ် comment မှာခြံထားခဲ့လို့ရပါတယ်။အားလုံးပဲကျေးဇူးများတင်ပါတယ်။ Good night ပါ။